ထိုင်းနိုင်ငံချာချိုအန်ဆာဝိုခရိုင်တရားရုံးကလက်ရှိထိုင်းနိုင်ငံရဲ့ထက်လွတ်တော်မှတ်လဲဖြစ်အစိုးရအကြီးအကဲလည်းဖြစ်နေသူတာနခွန်းတာဝန်ချင်းချောဆိုသူအားလွန်ခဲ့တဲ့2021ခုနှစ်ကကားမတော်တဆမှုနှင့်ဒိမ်းမှောက်ကတည်ဆုံခဲ့သူထံမှဖန်တီတသမ5သန်းတဲ့လက်ဝတ်လက်စားများဖြုတ်ခိုးခဲ့မှုဖြင့်နိုဝင်ဘာလ22ရက်နေ့၌ထောင်ဒဏ်လေးနှစ်ချမှတ်လိုက်ကြောင်းသိရှိရပါသည်2021ခုနှစ်ကဖန်ပါခုံခရိုင်တွင်ကားတစ်စီးတိမ်းမှောက်ပြီးနောက် တိဆုံးသူစီကလက်ဝဲလက်စားများကိုအမျိုးသားနှအူကဖြုတ်ယူနေသည့် CCTV မှတ်တမ်းရရှိခဲ့ပြီးတနင်္လာရှိသူတရားခံမှာ2024ခုနှစ်ခရီးကထိုင်းနိုင်ငံရဲ့အထက်လွှတ်တော်အမတ်ဖြစ်လာသလိုစိုက်ပျိုးရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးကော်မတီဒုဥက္ကဋ္ဌရေလုံငန်းဆက်တူကော်မတီဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်နေသူတာနတ်ခွန်ဖြစ်သည်ဟုစွဲချက်တင်ခဲ့ပြီးလွှတ်တော်အမတ်တာနတ်ခွန်ကဝန်ခံခဲ့သဖြင့်ထောင်နဲ့လေးနှစ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ထိုင်းမီဒီယာများကဖော်ပြခဲ့ကြပါတယ်။